ဟိုပါဘောညီမဟိုတလုံးက accident လည်းဖြစ်သားသေးရဲ့လေ accident ဖြစ်သားသေးရဲ့ဆိုတော့တက်တာလာတာတော့မကြသေးပါဘူးဒါပေမဲ့အဓိကကိုကောင်းမြတ်ကိုကောင်းမြတ်ကလည်းပြောတာရယ်ပြည့်နေမိုတာမဂဇင်းပေါ့နော်အဲအဲ့နဲ့ပြောပြီးရိုက်ဖြစ်သွားတာပေါ့နော် ခံစားကြောင်းပြောရမယ်ဆိုတော့လေအဲ့တုန်းကတော့လေတကယ်လူကလေ stress လဲအရင်မိပါတယ်။ဘာလို့ဆိုတော့ဖြစ်တာကလေကြာလဲကြောက်ဖြစ်တာကဘယ်လိုမလဲရုပ်တရက်ဖြစ်သွားတဲ့ကြောင်ကိုလည်းမထင်သားမိရဲ့အချိန်ဖြစ်သွားတယ်။ပြန်နေအဲ့ဒီအချိန်မှာကျတော့ညီမမှာ planning အကုန်လုံးရှိပြီးသား။ဘာလုပ်မလဲဘာလုပ်မလဲကိုအစီအစဉ်နဲ့ကိုဖြစ်သွားရုပ်တရက်ဖြစ်သွားရုပ်တရက်ဖြစ်သွားဆိုအကုန်လုံးလည်းနားရတာပေါ့။နားပြီးတော့စိတ်ကဘယ်လိုပြောမလဲ အရလန်အဓိကလန်လာရဲတောက်တာရဲစိုးရိမ်လာရဲပေါ့အဲ့လိုမျိုးအဓိကပဲပါဝင်တယ်ပြင်တဲ့တခါသေးကိုကဆက်စပ်ဖြစ်တော့ဆိုရင်လေပြောမယ်ဒီ social network တွေကြည့်ပြောလေဟာ Facebook တွေမှာကြည့်ပြောအကုန်လုံးကလေပြောပြပြကိုကိုကအနှစ်ပြန်လုံနေဆိုအကုန်လုံးလုံနေကြရဆိုတော့လေဟာဘောငါတော့ ငါလုံးလုံးမရဘူးဆိုဘယ်လိုလုပ်မလဲငါဒါဒီပုံစံနဲ့ဆိုတော့အနည်းဆုံးလလ3လလောက်ကတော့ဘရမဲကအဲ့အားမှာပဲလဲနေရတော့မှာပေါ့အဲ့လိုမျိုးထင်ထားတာဒါပေမဲ့အခုတည်းကဘရမဲညီမကန်ကောင်းတယ်လို့ပဲပြောရမှာပေါ့ညီမခြေချောက်ကအကြောတော့ပြတ်သွားတယ်အကြောတွေပေါ့အကြောတွေပြတ်သွားပြီးတော့ညီမ healing အရင်ကောင်းတယ်လို့ပဲပြောရမှာပေါ့အဲ့နဲ့အခုကတော့ဆေးရုံမှာတော့တလားလောက်နေလိုက်ရတယ်တလားလောက်နေခဲ့ပြီးတော့တလားကြော်ကြော်ပေါ့တလားကြော်ကြော်လောက်နေခဲ့ပြီးတော့အခုအင်တန်ရောက်ပြီးတော့အနားရောယူနေပေါ့ဘယ်လိုတုံးချက်ဖို့ဆိုလဲဆိုတော့ အခုကတော့သူတို့ရဲ့ဘက်ကတော့ဘယ်လိုပြောမလဲညီမလုံခဲ့တော့နှစ်ပတ်တုန်းကပေါ့နော်ညီမစိတ်ယုံသွားတာပေါ့နော်စိတ်ယုံသွားတော့သူတို့ဘက်ကသူတွေနဲ့တော့သူတို့ဘက်ကတာဝန်ရှိတဲ့သူတွေနဲ့တော့စကားတော့ပြောဖြစ်တာပေါ့စကားပြောဖြစ်တယ်ဆိုပေမဲ့လည်းဘယ်လိုပြောမလဲသူတို့ဘက်ကอืมအမျိုးမျိုးပြောရတော့ပြောရမယ်ဆိုရင်အမျိုးမျိုးပြောရဒီနေ့ပြောလိုက်တော့တမျိုးပြောနောက်နေ့ဖုန်းဆက်ပြီးတော့တမျိုးပြန်ပြောတယ်သူတို့ဘက်ကပြောထားတဲ့အရာကိုဘယ်လိုပြောမလဲပြောရမယ်ဆိုရင်อืม ညီမဘယ်လိုရှင်းပြမလဲဆိုစဉ်းစားနေတာပေါ့ညီမရဲ့စကားပြောတော့က तू ကဒီလိုမျိုးပြောခဲ့တယ်နောက်နေဖုန်းဆက်ပြီးပြန်ပြောတဲ့ခါကျပုံစံတမျိုးပြန်ပြောင်းသွားတယ်သူတို့ဘက်ကအခြေအနေပြောင်းသွားတယ်တဲ့အဲ့လိုပြန်ပြောပြီးအခုခရီးကနေပါအဆက်တည်းမှာဘာမှမလုပ်လာတော့ဘူးပြောရမယ်ဆိုနှစ်ပတ်တောင်ကြော်သွားပြီတော်တော်လဲကြာနေပြီဒါပေမဲ့ညီမတော့ဘာမှတော့ဘယ်လိုပြောမလဲကိစ္စလည်းအကြီးမဖြစ်ချင်ဘူးပြောရမယ်ဆိုညီမလည်းအမှုပညာလုံးနေရဆိုပြည့်လင်အကုန်လုံးပြန်တွေ့ရမယ့်သူတွေ လည်းမတွေ့ရမယ့်လူလည်းမဟုတ်ဘူးကွာအဲ့လိုမျိုးကိစ္စလုံးဖြစ်တဲ့ခါကျတော့သူတို့ဘက်ကအခုကဒီတိုင်းပဲဘယ်မဲ့ပြီးပြီးပြီးရောပဲညင်ညင်နေရလားဒါမှမဟုတ်အချိန်ကြာသွားလို့ပဲသူတို့မိသွားတာလားအဲ့ဒါတော့မသိဘူးပေါ့အခုသူတို့စောင်းစောင်းကြည့်နေရပဲအခုချိန်နေစောင်းကြည့်နေတယ်ဖုန်းလည်းမဆက်လာတူညီမဘက်ကညီမကတော့သူတို့ပြောပေါ့နော်အကိုရဲ့ CEO နဲ့တွေ့ချင်တယ်ပေါ့ပြောတယ်ဒါပေမဲ့သူတို့ဘက်ကတော့အကြောင်းလုံးပြန်လာတယ် CEO ကတွေ့မှာမဟုတ်ဘူးတဲ့အဲ့ဆိုတော့ဟုတ်ကဲလို့ညီမညီမကိုလို့ CEO နဲ့တွေ့အောင်လို့စီစဉ်ပေးပါလို့ပြောထားတယ်ဒါပေမဲ့အခုချိန်ကျတော့ပြန်မဆက်သွယ်လာတယ်လို့ရှင့် အဲ့ဒါညီမလွန်ခဲ့တော့တပတ်ကျော်ပြောထားတာပေါ့အခုချိန်နေဘာမှတော့အကြောင်းအကြောင်းမပြန်လာသေးဘူးရှင်တရားဥပဒေကတော့စစ်စစ်မှုတော့ရှိတယ်ဒါပေမဲ့ problem ပဲကိုကတော့လေတရားဥပဒေဆိုတာကိုလွယ်လွယ်နဲ့တော့ပြီးအောင်မဟုတ်ဘူးဆိုအချိန်နဲ့ပြီးရတယ်လူလဲပြင်ပန်းတယ်အဲ့ဒါဆိုတော့ကိုကအရင်စဉ်းစားရတယ်စဉ်းစားရဆိုတော့ကိုဘက်ကလေဒါပေမဲ့ ကိုဘက်ကမှန်နေရဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကဘာမှတော့ကြောက်စရာတော့မလိုဘူးပေါ့ဒါပေမဲ့အဓိကတော့ညီမကိစ္စကြီးကြီးကြီးရတော့ဖြစ်တော့မဖြစ်ချင်ဘူးပေါ့အေးအေးဆေးဆေးအေးအေးဆေးဆိုလဲအေးအေးဆေးပြီးွားစေချင်တယ်အဓိကတော့တမီကတော့အဲ့လိုမျိုးပါအဲပရိသတ်တွေအကုန်လုံးကတော့ပြောရမယ်ဆိုရင်ဟာနစ်နာကြွေးလို့ပဲပြောနစ်နာကြွေးလူတိုင်းပြောရဲဒါပေမဲ့သူတို့ရာတော့ပြောစရာမလိုပါဘူးညီမပြောစရာလည်းမလိုဘူးဆိုတော့ဒါကကျတော့အကုန်လုံးတိရမယ့်ကိစ္စညီမပြောမှအရာမမို့မဲသူတို့ကိုယ်တိုင်တိပြီးတော့ ဟိုပါပေါ့အဆင်ပြေနေလာညိနိုင်မယ်ဆိုတော့ပို့ပြီးအဆင်ပြေမယ်လို့ထင်တယ်